အားလုံးပဲမင်္ဂလာပါကြောဒီနေ့ဘယ်လိုမှဆိုရင်တော့ကျွန်တော်ခုရက်တုန်းကတင်ထားတယ်ပေါ့နော် content modernization ပွင့်လာခဲ့တဲ့အခါမှာကျွန်တော်တို့ content modernization ကိုမလျှောက်ခင်မှာကိုယ့်ရဲ့အကောင့်မှာကျွန်တော်တို့အရင်တော့ကကျွန်တော်တို့မှားဖြေထားတယ်ပေါ့နော်အာကျွန်တော်တို့အချက်လက်တွေမမှန်နဲ့ပေးအောင်ရှိနေလားမရှိနေဘူးလားကျွန်တော်တို့အရင်စစ်မယ်ပေါ့နော်ပြီးလို့ဆင်ရင်တော့ကျွန်တော်တို့ content modernization ကိုကျွန်တော်တို့ set up လုပ်မယ်အဲ့တော့ကျွန်တော်တို့က Facebook ထဲကိုဝင်လိုက်မယ် Facebook ထဲကိုရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီမှာ professional desktop ထဲကိုဝင်ပြလိုက်မယ်။ပြီးရင်တော့ကျွန်တော်တို့ paper ကိုဆွဲမယ်။ server လို့ဆိုရင်တော့ကျွန်တော်တို့ monetization ထဲကိုဝင်ပြလိုက်မယ်။ပြီးရင်တော့ကျွန်တော်အပေါ်လေးကိုလည်းဆွဲတင်တဲ့အခါမှာကျွန်တော်တို့အခုလည်းမျိုး CM set ဆိုပြီးတော့ ကျွန်တော်တို့ပေါ်နေတာကိုတွေ့ရမယ်။အဲ့လိုမျိုး CSF ပေါ်ပြီးဆိုရင်တော့ဒါကိုကျွန်တော်တို့ကရှောက်ရမယ်။ရှောက်ပြီးတဲ့အခါမှာကျွန်တော်အောင်းနေဆိုရင်တော့နောက်ပိုင်းကျွန်တော်ဗီဒီယိုတွေတက်ပုံနေစာတွေတင်တဲ့အခါမှာကျွန်တော်ဘာပဲတင်တင်ပေါ့နော်ဝင်ဝေးရပြီ။အဲ့တော့ကျွန်တော်ဒီဟာကိုမလျှောက်ခင်မှာကိုယ့်ရဲ့အကောင့်မှာပေးအောင်အောင်းနေကျွန်တော်ရှိမရှိကျွန်တော်ရှိခဲ့တယ်ဆိုရင်ဒါကျွန်တော်အချက်လက်မှန်လားမမှန်ဘူးလားဆိုတာကိုကျွန်တော် ဟာအရင်ဆုံးစစ်စီရမှာเนาะတကယ်လို့မမှန်ဘူးဆိုလို့ရှိရင်ပြီးတော့အဟောင်းနေရှိနေတဲ့ကို likely data ရှိနေဆိုရင်ဒါကိုကျွန်တော်တို့အရင်ဆုံးထုတ်ပြရမယ်ပြီးမှပဲကျွန်တော်တို့ကဒီ content monetization ကိုရှောင်မယ်ပေါ့เนาะအဲ့လိုမျိုးမထုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ content monetization ရှောက်လိုက်တဲ့အခါမှာအရင်တော့ကျွန်တော်တို့ဖြည့်တာနဲ့ပြီးတော့အဟောင်းနဲ့သွားချိတ်တယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က Facebook ကနေပြီးတော့ဝင်ဝင်ရလာတဲ့အခါမှာကျွန်တော်တို့ထုတ်ယူလို့ရမှာမဟုတ်ဘူး အဲ့တော့ကျွန်တော်ပေးရအောင်ရှိမရှိကိုကျွန်တော်တို့သက်စစ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ညာဘက်မှာရှိတဲ့ကျွန်တော်ဒီအဆက်30ဆက်ကိုနှိပ်လိုက်မယ်ပြီးရောလို့ရှိရင်တော့ကျွန်တော်ဒီမှာဆက်သွားပုံစတိလေးရှိတယ်အဲ့တော့ကျွန်တော်စတိလေးကိုနှိပ်ပြလိုက်မယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကညာဘက်မှာရှိတဲ့ဒီအဆက်30ဆက်ကိုကျွန်တော်တို့နှိပ်ပြလိုက်မယ်နှိပ်ပြီးတော့ကျွန်တော်အပေါ်ကိုဆွဲတင်မယ် ပြီးတော့လို့စင်ကျွန်တော်တို့ဒီမှာ STM privacy ဆိုတာရှိတယ်။အဲ့တော့ကျွန်တော်တို့ STM privacy ကိုနှိပ်ပေးမယ်။ပြီးရင်တော့ကျွန်တော်တို့ကဒီမှာ STM ထဲကိုဝင်ပြီးလိုက်မယ်။ STM ထဲကိုရောက်သွားပြီဆိုရင်ကျွန်တော်အပေါ်ကိုဆွဲတင်လိုက်မယ်။ပြီးလို့စင်တော့ကျွန်တော်တို့ဒီမှာ payment ဆိုတာတွေ့ရမယ်။အကယ်၍ကျွန်တော်တို့ဒီမှာ အရင်တော့ကိုကဖြည့်ထားတဲ့ likely ထားတဲ့ကျွန်တော်တို့ပေးအဟောင်းရှိတယ်ဆိုရင်ဒီမှာ pay out ကိုပါကျွန်တော်တို့ဒီမှာတွေ့ရလိမ့်မယ်အခုလိုမျိုးကျွန်တော်တို့ဒီမှာ payment ရဲ့ကျွန်တော်တို့နော် ADS payment ရဲ့ကျွန်တော်တို့ pay out ရဲ့တွေ့နေရဆိုလို့ရှိရင်ဒါဆိုကျွန်တော်တို့ကကိုယ့်ရဲ့ account ထဲမှာ pay out ကရှိပြီးသားပေါ့နော် payment ကကြတော့ကျွန်တော်တို့ကငွေပေးချေတဲ့အခါဒီမှာတောင်းတာပေါ့နော် အဲ့လိုမျိုးကိုကပေးရတာဗောနောပေးရောက်ကြတော့ကျွန်တော်က Facebook ကနေပြီးတော့ကျွန်တော်တို့ဝင်ဝင်ရရှိတဲ့အခါလေးမှာထုတ်ဖို့အတွက်ချိတ်ဆက်ရတာဗောနောအဲ့တော့အဲ့ဒီပေးအောက်တကယ်လို့ရှိနေခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီပေးအောက်မှာဒီ information တွေကိုသွားပြီးတော့ဆက်ရမှာဗောနောကိုပြည့်ခဲ့တဲ့တက် ID တွေမှန်ရဲ့လားနော်ပေးအောက် owner name တွေမှန်ရဲ့လားမွေးနေ့တွေမှန်ရဲ့လားဗောနောအာ owner name မှာထည့်ထားတဲ့နော်ပေးအောက် name နဲ့ကိုရဲ့ဒီ ID card မှာရှိတဲ့ name တွေတူရဲ့လားပြီးလို့ဆိုလို့ရှိရင်ကျွန်တော်တို့ business အတွက်မှာကျွန်တော်တို့ individual ဖြစ်ရလာပေါ့နော်ဒါတွေကိုကျွန်တော်တို့ကစစ်ဆေးပြီးတဲ့အခါမှာတကယ်လို့ကိုဖြည့်တာတာကမှန်ကန်တယ်ဆိုရင်တော့ကျွန်တော်တို့ကဒီ quantum monetization ကိုနှိပ်ပြီးတော့ရှောက်သွားလို့ရတယ်ပေါ့နော်တကယ်၍မဟုတ်ဘူးကျွန်တော်မမှန်ကန်ဘူးဆိုလို့ရှိရင်တော့အဒီ payout ကိုကျွန်တော်တို့အရင်ဆုံးထုတ်ရမယ်ပြီးမှပဲကျွန်တော်တို့ quantum monetization ကိုရှောက်ရမယ်အဲ့တော့ဒီအကောက်ကအရင်တော့ဆိုလို့ရှိရင် तू ကဒီ ပေးရအောင်ရှိတယ်ပေါ့နော်အဲ့တော့ information တွေဖြည့်တယ်လားမမှန်တာဖြည့်နေတော့ကျွန်တော်ထုတ်လိုက်တယ်ပေါ့နော်ထုတ်ပြီးသွားတဲ့အခါမှာဒီညမှာကျတို့ပေးအောင်မရှိတော့ဘူးဆိုလို့ရှိရင်ကျတို့က content monetization ကိုစပြီးတော့ရှောင်မယ်အဲ့တော့ကျတို့က professional dashboard တွေကိုပြန်ပြီးတော့ဝင်ပြီးလိုက်မယ်ပြီးတော့လို့ရှိရင်ကျတို့ paper ကိုဆွဲပြီးတော့ကျတို့ဒီမှာ monetization တွေကိုဝင်ပြီးလိုက်မယ်ပြန်တော့ကျတို့က CSS အောက်ကိုရှောက်မှဖြစ်နေတဲ့အတွက်ကျတို့ နော် content modernization ပေးကကျွန်တော်တို့ set up ဆိုတဲ့ဒီအပြာရောင်လေးကိုနှိပ်ပေးလိုက်မယ်ပြီးလို့ရှိရင်တော့ तू ကဒီမှာလက်ပြတယ်နော်သူ့ရဲ့ name ကခရီးတက်တယ်နော်အဲ့တော့ကျွန်တော်ကဒီနေရာမှာနော်ကျွန်တော်တို့ဒီအောက်မှာရှိတဲ့ active information ကိုနှိပ်ပြီးတော့လေကျွန်တော်တို့ကနော်နာမည်ကိုတစ်ခါလဲပြင်သွားလို့ရတယ်ဒါမှမဟုတ်ဘူးကျွန်တော်တို့မပြင်ချင်ဘူးဆိုလဲကျွန်တော်တို့က set up ကိုနှိပ်ပြီးတဲ့အခါမှာ အောက်မှာမြင်ရတဲ့ကျတို့အဆက်တင်းဆိုတာကိုနှိပ်ပေးလိုက်လို့ရတယ်ပြီးသွားမှကျွန်တော်တို့ကဒီ p အောက်ကိုပြန်ပြီးတော့ကျွန်တော်တို့ဒီနာမည်ဒီ information တွေပြန်ဖြည့်မယ်ပေါ့နော်အဲ့တော့ဒါကပထမအဆင့်ဒါကခွန်တက် modernization ကိုရှောက်တဲ့အဆင့်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာနာမည်တွေကိုကျွန်တော်မပြင်တော့ဘူးပေါ့နော် add information ကိုနှိပ်ပြီးတော့ကျွန်တော်နာမည်တွေကိုမပြင်တော့ဘူးကျွန်တော်အဆက်တင်းကိုပဲနှိပ်ပေးလိုက်မယ်အဲ့တော့ကျွန်တော်အဆက်တင်းကိုတစ်ချက်နှိပ်ပေးလိုက်မယ် ပြီးတော့သူကဒီမှာအဝိုင်းလည်နေတာကိုကျွန်တော်တစ်ချက်လောက်စောက်ပေးမှာပေါ့နော်။ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ content monetization နော်ရသွားပြီပေါ့။နော်ရှောက်လို့ပြီးသွားပြီ။အဲ့တော့ကျွန်တော်အခုလည်းမျိုးရှောက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကပြန်သွားမယ်ဆိုတော့ pay out အပိုင်းဝင်သွားရမှာပေါ့နော်။အဲ့တော့ pay out ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ညာဘက်မှာရှိတဲ့ဒီမြင်းကြောင်၃ကြောင်ကိုနှိပ်ပေးမယ်။ပြီးလို့ရှိရင်ကျွန်တော်စတီယံပိုက်ပစီကိုနှိပ်ပြီးတော့ကျွန်တော်စတီထဲကိုပြန်သွားမယ်။ ပြီးလို့ရှိရင်တော့ခုနကတော့ဆိုလို့ရှိရင်ဒီမှာကျတို့အာ ADS payment ပဲရှိတယ်ဗောနော်အခုဆိုလို့ရှိရင် pay out ပါရောက်လာပြီဘာလို့လဲဆိုတော့ကျတို့က content monetization ရှောက်လိုက်တာဖြစ်တဲ့အတွက်ကျတို့အာ pay out ချိန်ဖို့အတွက်သူက pay out ရောက်လာပြီအဲ့တော့ကျတို့ဒီ pay out ကိုတစ်ချက်နေကြည့်မယ်နေကြည့်လိုက်တဲ့အခါမှာကျတို့အခုလည်းမြဖြစ်တယ်ဒါပေမဲ့ကျတို့အခုချိန်မှာဒီ pay out ကိုကျတို့ test form ဖြည့်လို့မရသေးဘူးဘာလို့ဖြည့်လို့မရလာလဲဆိုတော့သူက profile page ဖြစ်တဲ့အတွက်ဗောနော်ကျတို့ ဒီ pay out ကိုတစ်ခါတန်းချိန်လို့မရဘူးအကယ်၍ကျွန်တော်က pay ဆိုရင်တော့ကျွန်တော်ဒီ distraw site နဲ့တော့ရှောက်မယ်ဆိုလို့ရှိရင်အာဒါကျွန်တော် pay out ကိုတစ်ခါတန်းပြီးတော့ဖြည့်လို့ရတယ်ပေါ့နော်အဲ့တော့ profile pay ဖြည့်လို့ကျွန်တော် pay out ကိုတန်းပြီးချိန်လို့မရဘူးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် set ကိုနှဲ့ကြည့်မယ်အဲ့ဆီဒီယိုနဲ့ကြည့်တဲ့အခါမှာကျွန်တော်အခုလည်းမျိုးမြင်နေရတယ်ပေါ့နော်ဒီမှာ update ကမှိန်နေသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော် update ဒီမှိန်နေသေးတာဖြစ်နေတဲ့အတွက်ကျွန်တော်က test form ဖြည့်ပြီးလို့မရသေးဘူး အဲ့တော့ကျတို့ဒီ contact တွေတင်တဲ့အခါမှာဝင်ငွေတွေရလာတဲ့အခါကြလို့ရှိရင်တော့သူ့ရဲ့သတ်မှတ်ချက်ပြည့်သွားတဲ့အခါမှာဒီနေရာမှာကျတို့ monetization ကိုနှိပ်ကြည့်လိုက်တဲ့အခါမှာကျတို့ set up payout account ဆိုပြီးပေါ်မယ်အဲ့တော့ကြာရင်တော့ကျတို့ကအဲဒီ payout test form ဖြည့်ပြီးတော့ကျတို့ bank နေပါတီချိတ်လို့ရတယ်ပေါ့နော်အဲ့တော့ကျတော့ဒီ video မှာအဓိကပြောချင်တာကအာ quantum monetization ရှောက်တာကိုကျွန်တော်ပြပြီးသွားတာ အဲကျွန်တော်တို့ pay out ဖြစ်တာကိုပြပေးတာမဟုတ်ဘူးเนาะပြီးတော့တကယ်လို့ကိုယ်ကိုယ်မှာ pay out ရှိတာမရှိဘူးလားဆိုတာဘယ်လိုဆက်ရတာလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြပေးတာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်